ကျွန်တော်ကစားပြီးသားတရတီအစိကိုဘယ်တော့မှမပြစ်ပါနဲ့အစိရဲ့အနားတစ်လျှောက်ကိုညှက်ဆိုးနဲ့ညက်ပြီးတော့အခုံကိုခွာလိုက်ပါမယ်အထဲကအစိဆန်ဟာတကယ်အစိဆန်ပါပဲအဲ့ဒီအစိဆန်ကိုတ िश ူးဆက်ကိုခံထားပြီးတော့မှဖောက်ထင်းမြင်ရတဲ့ဘူးတွေမှာထည့်ပြီးတော့ရေဖြန်းပြီးတော့အညောင်လေးပေါအောင်လုပ်ပါမယ်ဒုတိယနေ့မှာအစိကရေထဲပြေးသွားသွားပြီးတော့စတင်လှူရှားလာပါလိမ့်မယ်အသားမှာလည်းအပိုင်းကလည်းအဖြူရောင်ကနေအစိရောင်ကိုပြောင်းလဲသွားမှဖြစ်ပြီးအမြင့်တွေထွက်လာပြီးတဲ့နောက်မှာအညောင်လေးပေါလာရင်တော့အာရမြကြီးထည့်ထားတဲ့ပန်းအိုးတွေမှာပြောင်းဆိုင်ပြီးတော့မြကြီးကိုအစိုးတဲ့ရှိအောင်ရေလောင်းပေးရပါမယ် စနေမြောက်တနေ့မှာတော့တရက်ပင်အညောင်ကလေးကမြေကြီးတွေကနေအောင်မြင်စွာနဲ့ထွက်လာပြီးတဲ့နောက်မှာတော့အစိရမြေတွေကမြေကြီးတွေကအာဟာရနဲ့ရေကိုစုပ်ယူပြီးတော့တရက်ပင်လေးဟာအပေါ်ကိုဆန့်ထွက်လာမှာပဲဖြစ်ပါတယ်။အစောဆုံးထွက်လာတဲ့အရွက်ကလေးတွေကမြင်းမြန်ဆန်ဆန်ပွင့်လာပြီးတော့အညူရောင်ကနေအစင်းရောင်ကိုပြောင်းလဲသွားပြီးတော့ဒီလိုငန်းစင်မှာအရွက်တွေကနုရကနေရှင်းပြီးတော့ခိုင်မာလာမှာဖြစ်ပါတယ်။26ရက်မြောက်တနေ့မှာတော့ပထမဆုံးအကျဉ်းကြီးထွားတဲ့အရွက်တွေပြီးသွားခဲ့ပြီးဖြစ်ပြီးတော့အပင်လေးကစွမ်းအင်တွေစုဆောင်ပြီးထိပ်ပြားမှာအညောင်အတဲလေးတွေထွက်လာပါတယ်။ဒီကိန်းကပိုရှည်လာပြီးတော့အရွက်တွေကလည်းပိုပြီးတော့ကြီးလာပါလိမ့်မယ်။ တရပြိုးပင်ရဲ့ကြီးထောင်မှုကိုတေချာကြည့်လိုက်မယ်ဆိုလို့ရှင်တော့အရွက်တွေကအထက်လိုက်မဟုတ်ဘဲနဲ့တလဲစီထွက်လာတာကိုတွေ့ရပြီအဲ့ဒီလောက်ကတော့အပေါ်ကအရွက်တွေကအောက်ကအရွက်တွေကိုနေအောင်ကြီးမဖုံးအောင်ကာကွယ်ပေးထားတာပဲဖြစ်ပါတယ်အပင်နေရာလဲတခါတလေမှာအရန်ကိုအန်ဟောစရာကောင်းပါတယ်အဲ့တော့အချင်းတွေကုံဆုံးလာပြီးတော့တရပြိုးပင်ဟာရဲ60ကျော်လာတဲ့အခါမှာတရပင်လေးဖြစ်နေကြီးထွားလို့လာပါပြီအပွင့်ပွင့်ပြီးအတီးတီးဖို့အတွက်ကတော့9နှစ်ကျော်လောက်လိုပါသေးတယ်အဲ့တော့ဒီတရပင်ရဲ့နောက်ဆက်တွေကို2030ခုနှစ်မှာထုတ်ပြန်ဖို့အတွက်မျှော်မှန်းထားပါတယ် အဲ့တော့ပိတ်တော်ကိုယ်တိုင်ဆိုင်ထားတဲ့တရားဒီကိုစားဖို့အတွက်အကြကြီးဆောင်ရတာဘယ်သူမှစိတ်မရှိဘူးလို့ထင်ပါတယ်။တကယ်တော့ကျွန်တော်တို့ကအနေနာချင်းအတီးတီးဘူးတဲ့တရားပင်ပေါ်မှာကျမ်းမာပြီးတော့မှဖြောင်းနဲ့လက်မလောက်ထူတဲ့ဂိုင်းတစ်ခုကိုရွေးချယ်ပြီးတော့အရွက်တွေကိုဖယ်ရှားရပါမယ်။ဒါတီးတီးနဲ့ဂိုင်းရဲ့ပေါ်မှာ၅စင်တီမီတာလောက်ချပြီးတော့မှအခောက်ကိုအဝိုင်းလေးလီးပါမယ်။ဒါနဲ့လီးပြီးတော့တတိထားပြီးတော့အခောက်ကိုခွာရပါမယ်။ပြီးသွားလို့ရှိရင်တော့ဓာတ်တော်နဲ့အတွင်းသားလေးကိုတေချာလေးချစ်တုပ်လိုက်ပါမယ်။ဒါကအရင်ကအရေးကြီးပါတယ်။အဲဒါကအာဟာရဓာတ်တွေစီစဉ်တော့ကိုတားဆီးပြီးတော့မှခိုင်းကိုလည်းအမြင့်တွေပြန်ပြီးတော့ထွက်လာစေမှာဖြစ်ပါတယ်။ ရှားသောလက်ပတ်ရွက်တရွက်ကိုရှာပြီးတော့အခွန်ခွာပြီးရင်တော့မှာတော့အခုတ်ခွာထားတဲ့နေရာကိုရှားသောလက်ပတ်အရင်နဲ့လိမ့်ပေးရပါမယ်။ရှားသောလက်ပတ်ဆိုလို့ရှိရင်တော့အကိုင်းနာပိုးမှုရောင်ကာဝယ်ပေးပြီးတော့မှတဘာဝအမြင့်ထက်စီးလေးဖြစ်ပါတယ်။250မီလီမီတာပလတ်စတစ်ဒါမှမဟုတ်လက်ဖက်ရည်ခွဲရဲ့အောက်ခြေမှာအပေါက်လေးတစ်ခုဖောက်ပြီးတော့တပက်ကနေကကြီးနဲ့ဖြက်ကဂိုင်းမုတ်ကိုစုတိတ်နဲ့ကပ်ပြီးရပါမယ်။ဒါကတော့မြေကြီးထည့်ဖို့အတွက်အိုလီတလုံးဖြစ်လာပြီးဖြစ်ပြီးတော့မှမြေကြီးတွေကတော့အုံဆန်ခုံကိုရွေးချယ်ပြီးတော့ရေနဲ့စုအောင်ပြုလို့ရပါမယ်။အုံဆန်ခုံကပေါ့ပြီးတော့မှရေကိုလည်းကောင်းကောင်းလေးထင်းထင်းထားနိုင်ပါပါ။ အုံလုံးကမရှိဘူးဆိုလို့ရှင်တော့အာဟာရမြေကြီးဒါမှမဟုတ်ချမ်းမြေကိုလည်းအသုံးပြုနိုင်ပါတယ်။ဒါပေမဲ့ပွားနေပြီးတော့မှအမြင့်ထက်ဖို့အဆင်ပြေဖို့တော့လိုအပ်မှာဖြစ်ပါတယ်။မြေကြီးတွေကိုခွက်တဲ့အပြည့်ထည့်ပြီးတဲ့နောက်မှာတော့အပြင်ဘက်ကအနေအောင် plastic အိမ်နဲ့ဖုံးအုပ်ရပါမယ်။ဒါကအလင်းရောင်ကိုကာကွယ်ပေးတဲ့အပြင်အဆိုတက်ကိုလည်းထိန်းသိမ်းထားနိုင်မှာပါ။အမြင့်တွေပို့ပြီးတော့ကောင်းကောင်းကြီးထားဖို့လည်းကူညီပေးမှာဖြစ်ပါတယ်။ပြီးလို့ရှင်တော့ကျိုးတို့နဲ့ပတ်ပြီးတော့မှအခိုင်အခန့်အောင်လုပ်ပြီးတော့အချိန်ပြလိုက်ရုံပါပဲ။ရပ်ပေါင်း40ကြာပြီဆိုလို့ရှင်တော့ plastic ခွဲရဲ့အောက်ခြေကနေဂိုင်းကိုဖြတ်ပြီးတော့မှအမဘင်ကနေခွဲထုတ်ရမှာဖြစ်ပါတယ်။ အနေအောင်ပလတ်စတစ်အိတ်ကိုဖိလိုက်တဲ့အခါမှာတော့ပလတ်စတစ်ကွက်ကပုံပြတ်နေပြီးတော့မြေကြီးထဲမှာအမြင့်တွေအားလုံးပြင်းနေပါလိမ့်မယ်။ဒါကတော့တရေပြိုးပင်အစ်စ်တပင်ဖြစ်လာခဲ့ပြီးဖြစ်ပါတယ်။အဲဒီနေရာကိုအသုံးပြုပြီးတော့မှအစေးကနေပြိုးပင်ပေါက်တဲ့ဖြစ်စဉ်ကိုကြော်ပြီးတော့အပင်ကြီးထွားတဲ့အဆင့်ကိုလည်းကြော်လွားသွားနိုင်မှာပါ။ဒီမှာဆိုလို့ရှိရင်အမြင့်ဂိုင်းနဲ့အရွက်တွေရှိပြီးတော့မူလအသီးပင်ရဲ့ကောင်းမွန်တဲ့မျိုးပိစာနဲ့အကိုင်းခက်တီရဲ့ဖွဲ့စည်းပုံကိုလည်းထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။အပင်ပုံစံကိုလည်းတည်အောင်ပြုလုပ်နိုင်ပြီးတော့မှပို့ပြီးတော့မြန်မြန်ကြီးထွားလာမှာပါ။ မြေကြီးထဲမှာဆက်လက်မယ်ဆိုလို့ရှိရင်ဒီနေ့ထဲမှာပဲအတီးတီးနေပြီးတော့အပွင့်ပွင့်ကအတီးတီးဖို့အချိန်နဲ့အများကြီးရှော့ချပေးနေမှာဖြစ်ပါတယ်။ဟုတ်ကဲ့ဒါတော့လေတုဖီအာနီနဲ့မျိုးပါခြင်းပဲဖြစ်ပြီးတော့မှတရက်ပင်ဆိုင်ပြတာဖြင့်တမ်းမင်းနေတဲ့တတိပင်အများစုအတွက်လည်းအထူးတင်လျော်တဲ့နေလန်တစ်ခုပဲဖြစ်ပါတယ်ခင်ဗျ။